နေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုကိုအောင်မိုးကျော်စူးစီးတင်ဆက်ထားပါတယ်။ကျွန်တော်ကြောက်မဲသွားခဲ့တယ်။ကြောက်မဲမှာပျက်စီးတွေပြုတ်ပြက်တွေရိုက်ပြထားတယ်။ဒါမီတက်ခံယူစည်းမှုနဲ့အင်တာဗျူးလည်းတင်ထားပြီးရယ်။လူကြည့်တော့နေပါတယ်။လူကြည့်တော့နေပါတယ်။အတူတူကျွန်တော်မျက်နှာမပါတဲ့ဗီဒီယိုဒီမှာလူကြည့်နေတတ်ပါတယ်။ဒါပေမဲ့ကျွန်တော်တိုက်တွန်းချင်တာလေ။ကျွန်တော်တို့ကဒီလိုဖြစ်စဉ်တစ်ခုပြီးသွားတိုင်းတော့တမရော်ကပြန်လဲပြီးတော့ထိမ့်သိမ့်လိုက်တိုင်း ။အဲ့လိုအချိန်ဒီမှာမြို့ရဲ့အပျက်စီးတွေဘယ်လိုလုပ်ခဲ့တယ်ဘယ်လိုဖြည့်ဆည်းသွားခဲ့ဆိုတာကျွန်တော်တို့ကမှတ်တမ်းအနေနဲ့ခြံခဲ့ကြတယ်။အဲ့အတွက်ဒါကိုလက်ဆင့်ခံပေးကြပါမျှဝေပေးကြပါ။ဒီလိုအပျက်စီးတွေကဘာကြောင့်ဖြစ်ပေါ်ခဲ့တယ်ဘယ်သူတွေကြောင့်ဖြစ်ပေါ်ခဲ့တယ်ဆိုတာကျွန်တော်တို့ကမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။နောက်ထပ်အခုရုပ်သံတစ်ခုထပ်တင်ထားပါတယ်။ဒါဒီဗီဒီယိုကြည့်ပြီးလို့ရှင်လည်းတွားကြည့်လို့ရတယ်။အဲ့ဒါတော့ဒီကြောက်မဲမှာရဲစခန်းထဲမှာပေါ့နော်။မိရှုဖြည့်ဆည်းသွားတယ်မြူးရစီသုံးဆွဲထားတဲ့ဟာတွေပါတယ်ညာကျွန်တော်လိုက်ပြထားတယ်ရိုက်ပြထားတယ်ပေါ့နော်။ ဲ့တော့ကြောက်မေတီသွားခဲ့တယ်။နန်ကီတခြားအခက်အခဲမျိုးစုံတော့ရှိပါတယ်เนาะအခက်အခဲမျိုးစုံရှိတယ်နံပါတ်1ကအဲကျွန်တော်သွားရေးလိုက်ရေးအတွက်ကားခက်ခဲတယ်။ဒါမဲ့လည်းမိတ်ဆွေကယူပြီးသွားလိုက်တယ်အဆင်ပြေတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်ကိုခိုးအရင်တွေကเนาะကျွန်တော်အတိမတ်ပြုတ်ပြီးတော့ကုညီတဲ့ PNB နယ်ကအတိုင်းပြည်ချစ်တဲ့သူတယောက်ပေါ့ပဲကျွန်တော်ဖုန်းဆက်လာတယ်စီဖို့ပေးတယ်အဲ့တော့ကျွန်တော်ကြောက်မဲကိုသွားနိုင်ခဲ့တယ်ကြောက်မဲကိုသွားတဲ့အချိန်မှာကျွန်တော်ပါဝင်ကျွန်တော်တငယ်ချင်း အကျွန်တော်ရဲ့မိတ်ဆွေသတင်းတောက်တွေပေါ့နော်ခေါ်သွားခဲ့တဲ့အပျက်စီးတွေသူတို့ကိုယ်တိုင်အမျက်မြင်ကြုံတွေ့မှတ်တမ်းတင်ခွင့်ရခဲ့တယ်အဲ့တော့ဒီတစ်ခါမှာကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတဲမှာလည်းနိုင်ငံတကာကိုပြန့်နှံ့နိုင်တဲ့သတင်းတောက်ရှိရပေါ့အဲ့တော့သူတို့ကိုခေါ်သွားတဲ့ခါကျတော့သူတို့ကလည်းဖြစ်စဉ်ကိုအမှန်တိုင်းပဲကျွန်တော်တို့ရှိမှာပဲအလုံးကြားသိခဲ့ရတဲ့ခါကျတော့ ဒီလိုဖြစ်စဉ်တွေရေးပို့လိုက်တယ်ဆိုပြီးတော့ကျွန်တော်ပြန်ပြောပါတယ်အဲ့တော့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကလည်းတီးဖို့အတွက်ကျွန်တော်ရည်ရွယ်ပါတယ်ဒါကကျွန်တော်ရဲ့ဒီခီးစဉ်နဲ့ပတ်သက်ပြီးပြောပြချက်ဖြစ်ပါတယ်ပြီးတော့သတင်းတွေကမတင်ဆက်ရတာကြာလာတော့လေကျွန်တော်လည်းပြည်သက်နဲ့မထီတွေ့ရတာနည်းနည်းကြာလာမနေတတ်ဘူးတကယ်တမ်းပြောရလို့ရှင်အဲတအားမှစိတ်ကအဆင်မပြေဖြစ်တယ်ပေါ့နော်အဲ့တော့သတင်းတွေပြန်ပြီးတင်ဆက်ပေးမယ်နည်းနည်းလေးကြာသွားတဲ့အတွက်တော့မှနဲ့ ရတဲ့မှာလည်းကြောင်မင်းနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်နောက်ထပ်တစ်ဖိုင်တစ်ဖိုင်တော့ထပ်လာအောင်မယ်သူတို့ဖြည့်ဆည်းခဲ့တဲ့အပျက်စီးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရိုက်ထားတာရှိတယ်ပေါ့နော်ထပ်လာအောင်မယ်အဲ့ဒါလေးလည်းအားပေးကြပါအောင်လို့ပြောချင်တယ်နောက်တစ်ခုကခကြီးသွားလာရင်ကျွန်တော်အမြဲတမ်းသတိထားမိတဲ့အရာတစ်ခုပေါ့ဒါကိုကျွန်တော်ကိုယ်တိုင်လည်းပြန်ပြီးတော့ lesson ကမ်းချင်ပါတယ်အားလုံးလည်းပြန်ပြီး lesson ကမ်းစီချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့အမိုက်ပြတဲ့ကိစ္စပါမပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လမ်းတစ်လျှောက်မှာ baby way ကကြီးလိုက်လို့ရှိရင် အမိုက်တွေဖူးဖူးလောက်နေရမြင်ရပါလိမ့်မယ်ဆိုတော့ဒီလန်းဆိုတာကျွန်တော်မြန်မာနိုင်ငံသားတွေပဲသုံးတာမဟုတ်ပါဘူးကျွန်တော်ခဏခဏပြောနေကိုမျက်နှာကိုကိုဦးမဲတုတ်တာနဲ့တူတယ်เนาะအမိုက်တစားပြစ်တိုင်းကိုမျက်နှာမှာဦးမဲတစ်ချက်ပြတာနဲ့တူတူပဲအဲ့တော့ကိုကအင်ရှင်ဖြစ်တဲ့အတွက်ပို့ပြီးတော့တန်ရှင်းပြရမယ်အင်ရှင်ကတန်ရှင်းမှာဧည့်သည်လည်းတန်ရှင်းမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အမိုက်တွေတက်နိုင်ဆုံးထုတ်ထားပါနော်ကိုကားပေါ်ကနေမပြစ်ချပါနဲ့ကွန်ဒရီဘူးကြီးကွန်ဒရီတွေမထွေးချပါနဲ့ လို့ကြပါလဲဒီလိုမျိုးတွေတေချာလေးထိမ့်သိမ်းထားပါနောက်ပြလို့ရှိရင်မန္တလေးလိုမျိုးမျိုးရန်ကုန်လိုမျိုးမျိုးနေပြည်တော်လိုမျိုးမျိုးတောင်ကြီးဘယ်မှာတော့မပြင့်တက်တာတော့မှန်တယ်ဒါပေမဲ့ဒုတိယပြောချင်တာရန်ကုန်လိုမျိုးမျိုးမှာရန်ကုန်လိုမျိုးမျိုးမှာအဓိကမျိုးပေါ်တွေမှာဒီလမ်းမေးတွေမှာအမိုက်တွေရှုပ်ပွားနေတာနန်းစော်နေတာပဲအဲ့လောက်ထိအခြေအနေဖြစ်တယ်အသွားလာလို့ရှိရင်နှက်သက်မကောင်းလောက်တဲ့ဒီဖြစ်တယ်ပြီးလို့ရှိရင်တိုက်တွေရဲ့နောက်ကျောကအင်တော်ဖီလန်ညာအဲ့တော့ လမ်းပေါ်မှာ အမိုက်ကြလို့အများကိုပြောရတာနဲ့တိတ်ပြဿနာမရှိဘူးဒါနည်းနည်းလေးကျွန်တော်တို့အားဆိုင်ပြီးဝိုင်းပြောပေးလို့ရတယ်အဲ့တော့ဒီတိုက်ကတိုက်မှာနော်ဒီတိုက်ရဲ့ဒီတိုက်ရဲ့ကြိုးချင်းကန်နေတယ်နောက်ပြီးလမ်းကြတဲ့အမိုက်ပြစ်ချတယ်ဒါနဲ့တူလဲဆိုတော့နွားနုတ်ဦးတွေကိုရေရောသလိုဖြစ်နေတကြီးကနွားနုတ်ဦးတွေကိုမင်းတို့နွားနုတ်လာထည့်ကြပါနော်တရွာလုံးနွားနုတ်တယောက်ကိုဒပလင်းစီလာထည့်ကြပါဥပမာပေါ့ဒါပေမဲ့နွားနုတ်လာမထည့်ပဲနဲ့ဟောငါတယောက်ထည့်ရေထည့်လိုက်ုံနဲ့ဘယ်သူမှတော့သိမှာမဟုတ်ဘူးဆိုပြီးတော့ ဟိုလိုကရေထက်ဒီလိုကရေထက်နေတာတူလုံးရေဒီပဲဖြစ်သွားတယ်လို့ဖြစ်မှာပေါ့နော်အဲ့တော့ရန်ကုန်မှာလည်းအတိုင်းပဲပြောချင်တာငါတိုက်ပေါ်ကနေအမိုက်တစားချလိုက်ုံနဲ့ဘယ်သူမှမသိဘူးလို့မထင်ပါနဲ့နော်ချလိုက်တာနဲ့အဲ့မှာအမိုက်တွေကပုံလာပုံလာတဖြည်းဖြည်းနဲ့အဲ့ဒီနောက်ဖေးလန်းကြတဲ့အကုံလုံးကအမိုက်ပုံကြီးကိုလို့ဖြစ်အဲ့တော့တချို့ကပြောလဲစီပင်ဘာလို့ဖို့ထားလဲစီပင်ကအိမ်တော်ဖေးထိလိုက်ရှင်ဖို့တောင်းမှမရှိဘူးတေးသေးချာချာထုတ်ထုတ်ပြီးလို့ရှိရင်စနစ်တကျပြည့်အဲ့ဒါကိုစီပင်ကလာသိမ်းနေမယ် လမ်းမမကြနေလို့စီပင်လိုက်လှဲတာနည်းနည်းကြားကောင်းသေးရဲ့ကိုအိမ်တော်ဖေးလမ်းကြားထီတော့ဘယ်စီပင်မှလာမသေးဘူးဒါလေးတွေတော့စနေတကြလိုက်နာလှုပ်ဆောင်စီချင်ပါတယ်ကျွန်တော်တို့လည်းဒါလေးတွေကိုမျှော်လင့်ပါတယ်နောက်တရင်းဘုတ်ကတော့ပူတာဝူတက်နယ်မှာ KIA 10ဦးနဲ့ PDF 2ဦးစုစုပေါင်း12ဦးအလင်းဝင်လာတယ်ပေါ့နော်အဲ့ဒီပူတာဝူဘတ်ချံပူတာဝူခရိုင်ထဲမှာချို့တော့ PDF လေးတွေအလင်းဝင်မှုဆက်သွယ်တာကြီး KIA တွေအလင်းဝင်မှုဆက်သွယ်တာရှိတယ်လို့ကျွန်တော်ကြားပါတယ်နော်ဇက်တိုက်လေးဝင်လာဖို့ရှိဦးမှာပါအဲ့ဒီဘက်မှာအပေါ်မှာ ဒီ solo lancer ဘက်ကိုနေမရှင်းလင်းမှုတွေဆက်လက်လုပ်ဆောင်မယ်မရှင်းလင်းလို့လည်းမရမရှင်းလင်းအဲ့ဒီပုံမှာရှိတဲ့တယံဇာတာတွေက KIA မြန်မာစာတရုတ်လောပန်းနေမြန်မာစာနဲ့အဲ့ဒီတောင်မောတယံဇာတာတွေကကုံတော့မယ်အဲ့လိုပဲတရားမဝင်တူဖို့နေနိုင်ငံတော်ကဘာအကျိုးမြတ်မှမရှိဘူးเนาะအဲ့နေရာတည်တည်ချာလေးရှင်းလင်းမှရတာမယ်ဒီလိုပိုက်စိတ်တဲ့ရှင်းလင်းတာများလာလို့ရှိရင်နောက်ကျိုးရှင်းလင်းလို့ပဲ PDF တွေအများအပြားအလင်းဝင်လာဖို့ရှိတယ်လို့ကျွန်တော်မြင်ပါတယ်နောက်သတင်းတစ်ပုဒ်ကဒီရက်ပိုင်းကနှထိုးကြီးက နေမရှင်းလင်းတဲ့ဖွဲ့တွေလှုပ်လိုက်လို့ရှိရင်တကယ်ကိုလက်တံပြောင်းတယ်နော်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစကန်းတခုဝင်ရှင်းတာအနည်းဆုံးအလောင်းက15လောင်း16လောင်းဒီလိုမျိုးရအောင်ယူခဲ့တယ်ဗောနော်အခုတစ်ခေါက်လည်းအော်တိုဘတ်7ရက်နေ့မနက်ပိုင်းမှာနထိုးကြီးမြို့နယ်ဆယ်ပင်ရွာနားမှာရှိတဲ့ PDS စကန်းတခုဝင်ရှင်းတယ်ဝင်ရှင်းတဲ့နေရာမှာအလောင်းကြီးပဲ7လောင်းသိရှိရမိခဲ့တယ်လက်နက်မျိုးစုံ10လက် GA နေ G တွေလက်ပစ်ပုံးတွေဆက်ဆက်ပစ္စည်းတွေအများကြီးသိရှိရမိခဲ့တယ်ဗောနော် ဲ့တော့ရထူးကြီးတပိုင်းမှာဒီလူမျိုးကြီးတဖောက်ဝင်တွေရဲ့နေမီရှင်းလင်းမှုကတော်တော်လေးကောင်းပါတယ်ဒီမပြူနိုင်တဲ့သတင်းတွေအရတော့အဲ့ဒီမှာနေမီရှင်းလင်းနေတာကအဲတက်မဟုတ်ပဲရဲလို့တော့ပြောတယ်ဗောနော်ကျွန်တော်ကတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီမပြူနိုင်ဘူးအထူးရဲတွေလည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်အထူးတင်နန်းပေးထားတဲ့ရဲတပ်ဖွဲ့ဝင်တွေဖြစ်ကောင်းဖြစ်မယ်ဗောဒါမှမဟုတ်လို့ရှိရင်ပူပေါင်းဖွဲ့ဝင်တွေလည်းဖြစ်ကောင်းဖြစ်မယ်အဲ့ဒီလိုမျိုးပဲအခြားနေရာတွေမှာလည်းနေမီရှင်းလင်းစေချင်ပါတယ်เนาะကျွန်တော်တို့လည်းမျှော်လင့်ပါတယ်အဲ့တော့ တိုက်ပွဲကြီးကြီးပေါ်ဆောင်တာလည်းမဟုတ်ဘူးစခန်းလေးတွေဆောက်ထားတယ်ပြီးလို့ရှိရင်ဝန်ထမ်းတွေဖမ်းလိုက်ပြည်သူတွေဖမ်းလိုက်နှိပ်စက်လိုက်စက်ကြီးကောက်လိုက်ပြီးအမြန်လမ်းပေါ်တက်ပြီးမိုင်းလေးဆွဲလိုက်နော်အမြန်လမ်းပေါ်မှာရှိနေတဲ့အမြန်လမ်းရဲကိုတက်ပစ်လိုက်ဒီလိုအခြေအနေမျိုးလုပ်နေတဲ့သူတွေရှင်းစေချင်တယ်အဲ့ဒါမျိုးကအခြားသောနေဒီမှာလည်းရှိတယ်ဥပမာပကိုးနောက်မှာဆိုအဲ့တိုင်းပဲတိုက်ပွဲကြီးကြီးဘာမှမဖြစ်ဘူးခုနားသေးသေးလေးလိုက်လို့ဒီနားသေးသေးလေးလိုက်လို့ပြီးတော့နာမည်ယူနေတဲ့ဖွဲ့တွေရှိတယ်ဒါမျိုးတွေကိုလည်းအထူးအဖွဲ့တွေနဲ့ နေမီရှင်းလင်းစေချင်ပါတယ်ဆိုတော့နောက်တစ်တဲ့ဘုတ်ကတော့တီဘောပေါ့နော်ကျွန်တော်စဉ်းစားတယ်ကျွန်တော်ကြောက်မဲ့ရောက်တဲ့အချိန်မှာကျွန်တော်မိတ်ဆွေတွေလည်းကျွန်တော်ပြောပါတယ်ငါတို့မပြန်မဲတရနှစ်လောက်အိတ်လိုက်လို့ရှိရင်ငါတို့တီဘောပါဆက်တက်လို့ရလောက်တယ်လို့ကျွန်တော်ပြောခဲ့ပါတယ်အခုဒါပေါ်ဂျူရောက်ပြီလို့ကျွန်တော်တို့တည်င်းနေရတိရပါတယ်ဘုံညိုတဖွဲ့ဝင်တွေကထင်တာတက်ပို့ပြီးတော့ တိုက်ရတာဒီလူတွေကိုလွယ်နေတယ်ပေါ့နော်ပြောမှဆိုရင်တော့အဲ့လိုပဲပြောမှာတိုက်ရတာတော်တော်လေးကိုလွယ်နေတဲ့အနေထားအခုကျွန်တော်ကြားသလောက်ကပြည်သူထောက်ခံမှုကတော့လုံးဝမရှိဘူးမရှိတဲ့ခါကျတော့နည်းနည်းလေးတင်းလိုက်တာနဲ့ပြေးတင်းလိုက်တာနဲ့ပြေးအနေထားရှိတယ်ပေါ့အဲ့တော့အခုဆိုလို့ရှိရင်ကလူမျိုးတစ်ဖုံဝင်တွေကဘောဂျူဖရာအနီးတစ်ဝိုက်ကိုရောက်ရှိနေပြီးအဲ့မှာနေမရှင်းလင်းရည်တွေဆက်လက်လှုပ်ဆောင်နေပြီပေါ့အဲ့တော့ပလောင်တီယန်နယ်လီတို့ရဲ့ထုံးစံအတိုင်းပဲဆုတ်ပြီးဆိုရင်ထုံးစံတိုင်းတရားချိုးခဲ့မယ် ရုံတွေမိရှုခဲ့မယ်အိမ်တွေမိရှုခဲ့မယ်ဒါတွေကတော့အမြဲမပြတ်လှုပ်ဆောင်သွားတာရှိပါတယ်အခုလည်းကျင်းဒီတရားကိုမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်ဒါလိုလူမျိုးတက်ဖွဲ့ဝင်တွေက drone နဲ့ရိုက်ထားတဲ့ရုပ်သံတစ်ခုကျွန်တော်တို့ကြည့်လိုက်ရတာဖြစ်ပါတယ်မကြခင်မှာတီဘိုးကိုတိတ်နိုင်တော့မှာဖြစ်ပါတယ်ဘော်ဂျူရောက်ပြီဆိုတော့နောက်ထပ်9မိုင်ပတ်ဝန်းကျင်လောက်တက်မယ်ဆိုလို့ရှိရင်တေချာဘောတီဘိုးကိုရောက်မယ်ကြားထဲမှာရွာနှစ်ရွာပေါ့ရွာကြီးကြီးမမနှစ်ရွာလောက်ဖြတ်ဖို့ရှိသေးတယ်ဒါကတော့ AACC ပဲပေါ့နော် ကျင်တီလိုမျိုးဗောဂျူလိုမျိုးဖြစ်လာခဲ့ပြီဆိုလို့ရှင်တော့တီဘောကတော့မကြခင်ရောက်တော့မှာပါအဲ့တော့တီဘောကနေပြီးတော့နေမီဆက်ဖို့အတွက်လာချူနေမီဆက်ဖို့အတွက်ဘယ်လောက်ကြာမလဲတော့ကျွန်တော်ပြောလို့မတတ်သေးဘူးပြီးခဲ့တဲ့တရက်ကနေပြီးတော့ဒီနေ့ဆိုရင်73ရက်74ရက်ရှိပြီပေါ့နော်ဂျားထဲမှာနှစ်ပတ်လောက်အတွင်းပေါ့နှစ်ပတ်လောက်အတွင်းမှာပဲတီဘောကိုအနာကတ်နိုင်တဲ့အနေထားဆိုတော့နှစ်ပတ်ကိုတစ်မျိုးပေါ့တစ်လောက်ကိုနှစ်မျိုးလောက်နှုံးနဲ့တင်လို့ရနေတဲ့အနေထားဖြစ်ပါတယ်အဲ့တော့တီဘောကိုအခုလိုမျိုးမြင်မြန်ဆန်းဆန်းရောက်သွားသလိုပဲ ျွန်တော်တို့အန်းတို့တောင်ကုတ်တို့တန်တွဲတို့ကိုလည်းတင်းစီချင်ပါတယ်เนาะတန်တွဲကိုလည်းတင်းစီချင်ပါကျွန်တော်ဆိုရင်တန်တွဲမှာရှိနေတဲ့ AA တွေကိုတော်တော်ကြည့်မရတော့ဘူးသူတို့လုံနေတဲ့အလုပ်တွေကတိတ်အဆင်မပြေနေဘူးဒါပေမဲ့လည်းအခုရပိုင်ကြည့်ရသလားကတန်တွဲကြောက်တော်စဒီဒီတာတွေမှာလေချောင်းတက်ခိုက်မှုတွေလက်နက်ကြီးကြတာတွေရှိတဲ့ခါကျတော့ဘယ်အချိန်များထပြီးတော့စစ်ကြောင်းတွေဘယ်လိုနည်းနဲ့ဝင်သွားမလဲဆိုတာကျွန်တော်စောင့်ကြည့်ရမှာပေါ့ဒီဘက်ချမ်းအန်းတောင်ကုတ် ဒီလမ်းမကတော့တိတ်ပြီးမပြောနိုင်ပေမဲ့တန်တွဲကတော့ဒါကန်တက်တွေနဲ့တက်ပြီးတော့တိုက်မယ်ဆိုလို့ရှိရင်တိုက်လို့ရတဲ့အနေထားပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီအတွက်အချိန်မယူသေးဘူးလို့ကျွန်တော်ထင်ပါတယ်တခြားနေရာတွေကိုအပြတ်အရင်ဆုံးတိုက်ဖို့လိုမယ်ထင်ပါတယ်ဒါဒါကိုလည်းယူဆပြီးတော့ဒီဘက်ချမ်းပြည်နယ်မြောက်ပိုင်းကိုအရင်ရှင်းမယ်နဲ့တူပါတယ်ချမ်းပြည်နယ်မြောက်ပိုင်းမှာဒီဘောနဲ့လာရှုနဲ့ချိန်မီသွားပြီဆိုလို့ရှိရင်လာရှုမန္တလေးလမ်းမကအလုံးပွင့်သွားပြီပေါ့အဲ့တော့ပြည်သူတွေအတွက်လည်းတော်တော်လေးအဆင်ပြေသွားမယ်ဘော်ဝိုင်းမှာဂျန်တဲ့မြို့တွေက အေးစစ်ဆက်ပြီးတိုက်လို့ရတဲ့အနေထားပေါ့နော်အဲ့တော့ဒါပြီးလို့ရှိရင်တော့ရခိုင်ပြည်နယ်အလှည့်ရမယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ခုကတော့ပြီးခဲ့တဲ့ရက်ကဖြစ်ခဲ့တဲ့လက်ပံလှပေါ့နော်စင်ကူးလက်ပံလှဖြစ်စဉ် PDA တွေက Starlink တက်လို့အဲ့ဒီအိမ်ကိုပြဿနာလာရှာတယ်အဲ့တော့ Starlink မှာအိမ်ဘီနာပတ်ဝန်းကျင်တွေဘာညာ password ပေးထားရင်လည်းပေးထားမှာပေါ့ internet သုံးမရတဲ့ဒေသမှာဆိုတော့ဒါကတော့ရှိမှာပဲလေအဲ့ဒီတော့ဟို Starlink ကိုအခကျင်းကိုယူပြီးတက်တယ်ဆိုပြီးတော့ အဲ့ဒီအိမ်ကိုပြဿနာလာရှာတယ်။ဆရာတော့အိမ်ကလူတွေနဲ့ပြောကြဆိုကြပေါ့အဲ့လိုဖြစ်ကြတဲ့ခါကျတော့ဒီမှာဖြစ်စဉ်ကတော့အလုံးမြင်ပြီးသွားပြီ။နော်အဲ့ဒီမိသားစုကဖမ်းသွားတယ်။မိသားစုဖွဲ့ဝင်တွေကိုအစောပိုင်းမှာအရိယာတောင်းကျန်းသူတွေကထုတ်ပြန်တယ်။ပြည်သူ့မချင်းမကန်ပြောတဲ့သူတို့ရဲ့အဖွဲ့တွေကိုအရေးယူပါမယ်။ပြည်သူတို့အရေးယူဖို့စီစဉ်မရှိဘူးဆိုထုတ်ပြန်တာနံပါတ်1 နံပါတ်2ထုတ်ပြန်တာကသူတို့ရဲ့အကြံဖက်သမားတွေကိုလည်းအေးအေးယူမယ်ပြည်သူလည်းအေးအေးယူမယ်ဆိုပြီးထုတ်ပြန်တာနံပါတ်2ဆိုတော့ဒီလိုထုတ်ပြန်ညနေဆောင်ထွက်လာတယ်အဲ့ထုတ်ပြန်ညနေဆောင်မှာဒုတိယဆောင်မှာတော့ Starlink တုံးလို့ပထမကြိမ်10သိန်းဒုတိယကြိမ်ဆို30နောက်တစ်ကြိမ်ဆိုလို့ရှိရင် Starlink မှာ30ပဲဆိုပြီးတော့စာထုတ်ပြန်တယ်နော်ဒါကဟိုသူတို့ဘက်ကထုတ်ပြန်မှုပေါ့ဒီနေရာမှာလာပြောတဲ့ PDF တွေကိုမှန်တယ်ဆိုပြီးတော့ထောက်ခံတဲ့နေပိန်းတသက်ရှိတယ်ဒီဘက်ကလည်းအဲ့လိုမျိုးပြည်သူဆက်ဆံရလားဆိုပြီးတော့ပြောတဲ့ လူတွေလည်းရှိတယ်အဲ့တော့ဘယ်လိုပဲပြောပြော ရှူတော့နဲ့ကွာသွားတာပဲနော်အဲ့ဒီ PDF တွေနေရာမှာအဲ့လောက်ပြောယုံဆူယုံနဲ့တက်ဆိုလို့ရှိရင်သွားပြီဘာမှလုပ်လို့မရတော့နိုင်ငံတကာအထီးကိုပေါက်မဲ့ဗီဒီယိုဖြစ်သွားမှာအဲ့ဗီဒီယိုကနော်ပြည်သူတွေကိုဒီလိုမျိုးမချေမငံဆက်ဆံနေဆွဲလာရင်လာဖြစ်တယ်ဆိုတော့ရုပ်တံပိုင်းတကူကနိုင်ငံတကာအထီးပေါက်သွားမှာဒါပေမဲ့ PDF တွေလို့တာဖြစ်တဲ့တော့ဘာမှမဖြစ်ဘူးနော်အဲ့ဒီက PDF မှန်တယ် ပြည်သူကမှားတယ်နေရာကမှာပြည်သူအလိုလိုက်နေစရာမလိုဘူးပြည်သူကအမြဲတမ်းမှန်ဘူးဆိုတော့ကွန်ဆက်ကသူတို့စီကထွက်လာပြန်ပြီเนาะသူတို့ကအမြဲတမ်းမှန်တယ်သူတို့ကဓမ္မဘတ်တော်သားတယ်သူတို့နဲ့ရှင်လာရင်ပြည်သူဒီပင်လည်းမှားတယ်เนาะဒါကကျွန်တော်တို့နမူနာယူရမယ်သင်ခန်းစာယူရမယ်ဖြစ်စဉ်မျိုးဖြစ်ပါတယ်เนาะဒီနေရာမှာဘယ်သူမှားတယ်မှန်တယ်မပြောဘူးအမြဲတမ်းရှုတော့ရသူတို့နဲ့ရှင်လာရင်ပြည်သူတော်မှာ အတ္တမဘတ်တော်သားဖြစ်သွားလိမ့်မယ်။ဒါကတော့ဒီဖြစ်စဉ်ကိုကြည့်ပြီးတော့ကျွန်တော်တို့မြင်လိုက်ရတဲ့အမြင်ပဲဖြစ်တယ်။နောက်တစ်ရင်တစ်ပုဒ်ကတော့နိုင်ငံတကာသတင်းပေါ့နော်။ဟာမတ်အဖွဲ့အနေနဲ့အစ္စရေးနိုင်ငံတွေကိုဝင်ရောက်ပြီးတော့တရားခံတွေဖမ်းဆီးခဲ့တယ်။ဖမ်းဆီးခဲ့ပြီးတဲ့အချိန်မှာသူတို့ကမြေအောက်ကဂလိုင်နီထဲမှာဝင်နေကြတယ်။အဲ့လိုနေပြီးတဲ့နောက်ပိုင်းမှာအစ္စရေးအနေနဲ့ဂါဇာကိုဘုံးတွေတောက်လျှောက်ကျတယ်။ပြည်သူပေါင်းတောင်းတရှိသေးတယ်။တိုက်ပွဲကြီးကြီးမားဖြစ်တယ်လေကြောင်းတိုက်ခိုက်မှုတွေပပဆက်ဆက်လုပ်တယ်အဆောက်အဦးများစွာ80ရာခိုင်နှုန်းတော့ပျက်စီးတယ် အဲ့လိုပြီးတဲ့နောက်မှာတော့ဒါဇာကန်ဒီဇာဇာပြန်လွှတ်ရင်းနဲ့နောက်ဆုံးမှာတော့ဟာမတ်စ်အဖွဲ့ဟာဒဇာကန်သူတို့စီမှာရှိတဲ့သူတွေအကုန်လုံးကိုပြန်လွှတ်လိုက်ပြီလို့ပြောပါတယ်အဲ့တော့နေတန်ယာဟုအနေနဲ့ဘယ်လိုဆက်လုပ်မလဲတော့မပြောတတ်ဘူးဒဇာကန်လွှတ်မယ်လို့ပြောတဲ့စကားအဲ့ဒီမတိုင်ခင်အချိန်ထိပေါ့နော်9မိနစ်လောက်အလိုထိကိုဂါဇာကိုဘုံကျင်းနေစေဖြစ်ပါတယ်ဒါပေမဲ့အခုတော့လွတ်လိုက်ပြီပေါ့နော်လွတ်လိုက်ပြီဆိုတော့အဲ့တော့ဒီနေရာကိုပါလက်စတိုင်းနိုင်ငံအဖြစ်အစ္စရေးကအတိမတ်ပြုတ်မလာမပြုတ်ဘူးလားအမေရိကန်ကအတိမတ်ပြုတ်မလာမပြုတ်ဘူးလားဆိုတော့လေစောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ် နောက်သတင်းဘုတ်ကတော့ပြီးခဲ့တဲ့ပိုင်းကစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာရှိတဲ့ဗမောက်မြို့နယ်ကိုပြည်ထရေးတိမ့်သွားတယ်ပေါ့ NUG ရဲ့ဥစားမှုနဲ့ပေါ့နော်တိမ့်သွားတယ်ဆိုပြောပါတယ်အခုတော့ချင်းတိုင်းသားလက်လက်ကိုင်းနဲ့တမတော်စစ်ကြောင်းတွေကနေမရှင်းလင်းပြန်လုပ်ပြီးတော့ဗမောက်မြို့နာထီပြန်ရောက်နေပြီတိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေတယ်အခုဒါပူပေါင်းလုံးညွေးတဖောက်ဝင်တွေကဗမောက်မြို့နဲ့အနီးဆုံးမှာရှိတဲ့ကံရွာအဲ့ဒီမှာ KIA နဲ့ PDS အခန်းကုန်းတစ်ခုကိုတင်စီလိုက်တယ်အဲ့လိုပဲအခြားသော ကျေးရွာတွေမှာရှိတဲ့စခန်းကုန်းငယ်တွေကိုလည်းသိမ်းဆီးလိုက်တယ်လို့သိရပါတယ်။ဒါဗမောက်နဲ့ပတ်သက်ပြီးတော့ဘယ်ချင်းတရင်ကောင်းကြားမလဲစောင့်ကြည့်ရမယ်ပေါ့နော်။နောက်တစ်နေ့ဘုရားမိတိလာမှာနောက်မျိုးလေကောင်းကြီးမှာလူမျိုးကြီးတဖုတ်ဝင်စီးလာတဲ့ကားစီးဖြတ်သွားတယ်။အဲ့ဒီမှာဘုံနံပြစ်ထည့်တယ်။လက်ပြစ်ထည့်တော့ဘုံကကားပေါ်မှာကွဲတယ်။ကွဲတော့မှတယ်။ဒါပေမဲ့ဘလူကြောက်ဘာဖြစ်သွားလဲတော့မပြောတတ်ဘူး။နော်အဲ့ဒီမှာဖြစ်စင်မှာထိခိုက်တိုက်စုံမှုမရှိဘူး။ ဲ့တန်ရာရရှိမှုတော့ရှိကြတယ်တော်တော်များတန်ရာရကြတယ်ပေါ့အစကတော့ဆင်မှာပဲလေဆိုတော့ဘာပုံနဲ့ဘယ်လိုပြစ်လိုက်လဲတော့မပြောတတ်ဘူးအဲ့တော့တကယ်ဖြစ်စဉ်အမှန်မှာထိခိုက်သိဆုံးမှုတကယ်ဖြစ်စဉ်အမှန်မှာကြဆုံးသိဆုံးမှုမရှိဘူးဒါပေမဲ့ခစ်တဲ့နဲ့အကြမ်းဖက်အပီမီဒီယာတွေမှာတော့လုံးဝအများကြီးပဲသိဆုံးတယ်မရှိမလားဖြစ်တယ်ပေါ့နော်ဒါပေမဲ့ပြောချင်တာမြို့တွင်းကိုအခုလိုမျိုးလာလုတဲ့အထိပော့ရော့တာတော့တိတ်တော့မဟုတ်သေးဘူး เนาะအဲ့ဒီမှာအဲ့ဒီပြည့်စင်မှာလာလို့သွားတဲ့ဟာကိုလည်းမကြခင်မှာဖန်စီရမိနိုင်လိမ့်မယ်ကျွန်တော်ထင်တယ်ပြီးတော့ပြီးမှာပဲလေဒီလိုပြည့်စင်မျိုးပေါ်တင်လို့သွားပြီးတဲ့နောက်တော့ဒီမျိုးပုံမှာတော့ဆက်နေဖို့တော့မရှိဘူးပေါ့နောက်တဲ့နေ့ပုတ်ကတော့ NCA ဆန်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုနေပြီးတော့မှကျင်းပမှာဖြစ်ပါတယ်ဒီအခမ်းအနားကို၃ရက်လောက်ကြာအောင်ကျင်းပမှာဖြစ်ပါတယ်အော်တိုဘာ15ရက်ကနေစပြီးတော့အော်တိုဘာ19ရက်နေ့ဒီကျင်းပတော့မှာဖြစ်ပါတယ်အစီအခမ်းအနားနဲ့ပတ်သက်ပြီးတော့အစီအခမ်းအနားနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘဝဝင်ချင်းမှာပြောနေကြတာနှစ်မျိုးရှိပါတယ် အဲ့တော့တမျိုးကကြတော့လက်နက်ကင်တောင်းကျင်းသူတွေဘက်ကပေးတယ်မှတ်ချက်ဒီခန်းနာကိုတက်မယ်မတက်ဘူးတက်ဝက်ပဲတက်မယ်နောက်ပိုင်းမတက်ဘူးစသဖြင့်ဒီလိုမျိုးမျိုးပြောနေကြလာရှိတယ်။သတင်းလောကမှာလည်းမီဒီယာသမားတွေပြောနေကြတာရှိတယ်။သူ့ဖိတ်တဲ့ငေါ့မဖိတ်ဘူးဆိုစသဖြင့်ပေါ့နော်။အဲ့တော့ကျွန်တော်လည်းပြောလိုက်ပါတယ်။မဖိတ်မတက်ရုံပေါ့။ဘာဖြစ်လဲ။ဘာမှလည်း ထွေထူးမရှိဘူးလေအဓိကကပွဲကိုဘသူလီလာတက်လဲမိကွန်းဘာဒီပြောသွားလဲဒါမှမဟုတ်ဓာတ်ပုံတွေရိုက်မယ်ပြီးလို့ရှိရင်ပြန်မယ်တလောက်ပါပဲမီဒီယာသဘာဝတွေအခက်ခဏတလောက်တကယ်လို့များကန်ကောင်းတဲ့စောက်တယ်ဆိုလို့ရှိရင်တော့အင်တာဗျူးတွေပါရရမယ်ပေါ့နော်ဆိုတော့ဒါကဒီအခက်ခဏပြီးပြီနောက်ပိုင်းမှာသူတို့ဆက်ပြီးဆွေးနွေးမယ့်ကိစ္စတွေဘာတွေငင်းငိမ့်ကိစ္စရဲ့တွေအားလည်းဆက်ရှိနေအောင်ပါပဲအဲ့တော့နိုင်ငံတော်ထုတ်ပြန်တဲ့အချိန်စောက်ပြီးတော့တင်မယ်ဆိုရင်လည်းတင်လို့ရတယ်။အဲ့ဒီအချိန်မှဆိုရင်နည်းနည်းတော့နောက်ကျရင်တော့နောက်ကျမယ်။ဒါပေမဲ့အဲ့ဒီအချိန်ဒီစောက်ပြီးမှတင်ရင်လည်းတင်လို့ရတယ်။ဘာပြဿနာမှမရှိဘူး။ ဖက်ရင်သွားလိုက်ရုံပဲမဖက်ရင်မသွားရုံပဲဒါပဲရှိတာပေါ့နော်ဒါမီဒီယာသမားတွေပဲပေါ့အဲ့တော့လက်နက်ကင်တောင်းချမ်းသူအချို့စကားပေါ့နော်ဟိုဒီမှာကျတော့ NCA နဲ့ပတ်သက်ပြီးတော့ပေါ့ပေါ့တန်တန်ပြောတာရှိတယ် NCA ကအသုံးမဝင်တော့ဘူး NCA ကပြတ်သွားပြီ NCA ဆိုတော့ပြက်ပြဲတယ်ယူထုံးတာမရှိဘူးဒါကိုသွားပြီးတော့ပြက်ပြဲတယ်လို့တော့ပြောလို့မရတချို့အစိုးရောက်နေတဲ့လက်နက်ကင်အဖွဲ့တွေရှိပါလိမ့်မယ်ဟိုဘယ်အစိုးရတက်တဲ့ NCA စာချုပ်ဆိုတာပြက်စရာအကြောင်းကိုမရှိဘူးနော်အဲ့အတွက် ။ NCA စာချုပ်နဲ့ပတ်သက်ပြီးတော့ဒီအဖြတ်သမားတွေကတော့ကြိုက်မှာမဟုတ်ဘူး။ဒါပေမဲ့တချို့သောနဏကိုင်တောင်းကျင်းသူတွေကလည်းမီးစားတစ်ဖက်ရေမုတ်တစ်ဖက်မလုပ်သင့်ဘူး။နော်ငញ្ញချင်းရေးကိုလူလာတဲ့အောင်အောင်နဲ့ဟိုအဖွဲထောက်ပတ်ဒီအဖွဲထောက်ပတ်နဲ့လည်းမလုပ်တဲ့ငញ្ញချင်းရေးလူလာတဲ့သူတွေကစပွဲဝိုင်းပုံမှာပဲပြဿနာကိုဖြေရှင်းလိမ့်မယ်ငញ្ញချင်းရေးမလူလာဘူးနေမြေလူချင်းလို့နော်အချိုးစည်းပွားကြောင့်အဲ့ဒီလိုလူတွေကတော့တိုက်ပွဲတွေဖန်ပြီးမယ်ဒီလိုချင်းနေနဲ့ပဲပြီးဆုံးလိမ့်မယ်အဲ့တော့အစတွေကကျွန်တော်ခဏခဏပြောနေရတဲ့စကားရှိတယ် တိုင်းသားလက်နက်ကင်ဒီဘလောက်ပဲဆွေးနွေးဆွေးနွေးသူတို့ဆွေးနွေးရမယ်ဆွေးနွေးဘက်ကတက်မတော်ပဲဖြစ်တယ်နော်တက်လာတဲ့နိုင်ငံရေးပါတီတွေကနေတက်လာတဲ့အစိုးရနဲ့တော့ဆွေးနွေးလို့မရဘာကြောင့်ဆွေးနွေးလို့မရတာလဲအဲ့ဒီဆိုရတယ်လက်နက်ခိုင်တိုင်းနေတဲ့သူတွေမဟုတ်ဘူးเนาะဒီအချိန်မှာသူတို့ဝင်လုပ်လို့ရတာအတိတ်တည်းအနေနဲ့ပဲလုပ်လို့ရတကယ်တမ်းဆွေးနွေးရမှာနှစ်ဖက်လက်နက်ကင်ပြီးတိုက်နေတဲ့သူချင်းချင်းဆွေးနွေးရမှာအဲ့ဒါကိုတက်မတော်နဲ့မဆွေးနွေးချင်ဘူးဆိုလို့ရှိရင်သူနဲ့တော့ဆွေးနွေးမှာတော့တိုင်းသားလက်နက်ကင်အမိခံတိုင်းတိုင်းသားတွေရဲ့အကျိုး ော်တိုင်းသားဒေသတွေငြိမ်းချမ်းမှုဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဒါတွေလည်းလှူလာရမှာပေါ့ဒီလိုလှူလာလို့ဆိုရင်စပွဲပေါ်မှာပဲဆူနေတာပုံပြီးတက်လို့မထင်လဲအစိုးရကကိုကဒီနိုင်ငံရေးလမ်းစဉ်တွေနဲ့ပတ်သက်ပြီးတော့တအားမစိတ်ဝင်စားနေတယ်နော်နိုင်ငံရေးမှနိုင်ငံရေးဖြစ်တယ်ဆိုလို့ရှိရင်လက်နက်တွေချပြီးတော့ရေကောက်ပွဲဝင်ကြဟမ်ရေကောက်ပွဲဝင်ကြဘယ်တော့ချစ်ဖွဲ့စည်းဖို့ခြေရောဘူးမကြိုက်ဘူးလို့ပြောတဲ့လက်နက်ကန်တောင်းကျန်သူတွေလည်းရှိတယ်အဲသူတို့ဘယ်တော့ပေါ်လာလဲကြည့်လိုက်တော့2008ဆိုတာမပေါ်ခင်ဘလူးလက်ရေးရပြီးတော့ ခမင်းတဝိုးတော့မကြက်သေးဘူးဆန္ဒထားပြပြီးတော့တော်လန်တဲ့သူတွေနော်ဒီလိုလူမျိုးတွေလည်းရှိတယ်အဲ့တော့ဘယ်အစိုးရတက်တက်အကြောင်းပြချက်တခုခုထားပြီးတော့စောင်းချမ်းနေမှာပဲစူပုံကြွနေဦးမှာပဲဆိုတော့ဒီလိုလူမျိုးတွေကတော့စပွဲဝိုင်းနဲ့မထိုက်တောင်နော်အစိုးရအနေနဲ့ကတော့မေတ္တာရဲ့ခံနေလာကြပါ လာကြပါဆွေးနွေးကြပါတိုင်းသားညီကိုချင်းဖြစ်လို့ဆွေးနွေးကြပါအဲ့မဲ့သူတို့ကကြတော့အဲ့လိုမဟုတ်ခေါင်းစစ်တစ်မျိုးထပ်ပြအောင်မှာပဲနောက်ထပ်ရေသားစုရတက်တဆက်တက်နဆက်တက် ပြောမှာပဲ NLD ဆိုရလက်ထက်တုံးကလည်း NLD ဆိုရကဘယ်လိုဖြစ်လို့ဘယ်ရောဖြစ်လို့ထုံမြင့်နိုင်လို့ကိုယ်နိုင်ဝေဖန်ခဲ့တာပဲလीနော်အဲ့လိုပဲလက်နက်ကရင်တော်တော်များများဝေဖန်ခဲ့ကြတာပဲလीနော်ဆိုတော့ဘယ်ဆိုရတက်တက်သူတို့ရဲ့လူလာချက်ကဒါမဟုတ်နေဘူးငြိမ်းချမ်းရေးမဟုတ်နေဘူးနော်သူတို့ရဲ့လူလာချက်ငြိမ်းချမ်းရေးမဟုတ်နေဘူးမပြေဝဘူးဖက်ဒရယ်မဟုတ်ဘူးဒီမိုကရေစီမဟုတ်ဘူးဒါတွေကဇက်တိုက်ဇက်တိုက်အကြောင်းပြပြီးတော့ပြောနေဦးမှာပဲအဲ့တော့လက်ရှိ NCA စာချုပ်နဲ့ပတ်သက်ပြီးတော့နှစ်ပတ်လည်လုပ်တယ်ဘာဖြစ်ဖြစ်ဒါက 調査ခဲ့တဲ့အထိမ့်မှတ်မှတ်တိုင်တစ်ခုဖြစ်တယ်။နောက်အခြေရနေပြီးတော့ဖောက်ပြန်သွားတဲ့ဖောက်ပြန်ရေးသမားကြီးလည်းရှိတာပဲ။ NC လက်မှတ်ထိုးထားပါလျက်နဲ့ပြစ်ခတ်ရစဲရေးသဘောတူထားပါလျက်နဲ့ဖောက်ပြန်သွားတဲ့ဖောက်ပြန်ရေးသမားကြီးရှိတာပါပဲ။ဒါကတော့သူ့ကိစ္စနဲ့သူသွားပါလိမ့်မယ်။နောက်သတင်းနည်းဘုတ်ကတော့ရှမိနယ်တောင်ပိုင်းပင်လောင်းမြို့နယ်မှာရှိတဲ့မြတ်စလုံးကြေးရွာကိုလုံညွီတပ်ဖွဲ့ဝင်တွေနဲ့ဗဟုတိုင်းသာလက်နက်ကင်တွေထိ ंछ ုပ်လိုက်ပြီလို့သိရပါတယ်။ဆိုတော့ဒီဒေသမှာလည်းနေမီရှင်းလင်းရေးတွေ ဒါဆက်လက်လှုပ်ဆောင်နေသေးဖြစ်ပါတယ်။သူတို့ဘက်ကထုတ်ပြန်တဲ့သတင်းတွေအရဒီကြေးရွာတွေကိုထိန်းချုပ်တဲ့နေရာမှာလူမျိုးတစ်ဖက်ဝင်နေတဲ့ဒီပိုးတိုင်းသားလက်နက်ကိုင်အဖွဲ့တွေပေါ့နော်။ဒီအဖွဲ့တွေကအင်အားထောင်နဲ့ချီအုံပြူတယ်၊နေချောင်းတွေလည်းအုံပြူတယ်၊ဒရုန်းတွေလည်းအုံပြူတယ်။ဒါပေမဲ့သူတို့ဘက်ကနေပြီးတော့အထိခိုက်မရှိနော်။အထိခိုက်မရှိဆုတ်ခွာနိုင်နေဆိုပြီးသူတို့ကတော့သတင်းတွေပြန်တင်နေပေါ့နော်။သူတို့ကတော့ဘယ်တော့မှအထိခိုက်မရှိဘူး။တနာစရာကောင်းတယ်သူတို့ဘက်ကသူတို့ကတော့တည်တယ်အတုပါတော့ချနိုင်ပြီ။ဒါပေမဲ့ခစ်တစ်တို့ဘာလို့မှအထိခိုက်မရှိဘူး။ သူတို့ဘက်ကတည်တာမရှိနောက်တရီနဘကဒီဘောကိုအောင်မြင်ချက်နေတယ်လို့ပဲနမ်ဆန်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဒီလေကြောင်းတိုက်ခိုက်မှုကနမ်ဆန်မြို့နယ်ကရားကြီးကျေးရွာအဲ့ဒီမှာအခြေပြုနေတဲ့ TNL ဖုတ်ဝင်နေခြေပြုနေတဲ့နေရာကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့လူထိခိုက်မှုအခြေအနေတွေတော့ကျွန်တော်တို့စုံစမ်းနေဆဲဖြစ်ပါတယ်ချင်းပြည်နယ်မှာရှိတဲ့ဟာခါမတူဘီဒီနေရာတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်ဟာခါမှာတော့ဟာခါမြို့နယ်ဘန်ဟာကြီးရွာမှာရှိတဲ့ စာတင်ကြောင်းမှာအခြေပြုနေတဲ့ချင်းလက်နက်ကိုင်ဖွဲ့ဝင်တွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာတိုက်စုံးမှုတွေရှိတယ်လို့သိရပါတယ်။ဒဏ်ရာရရှိတဲ့သူတွေလည်းရှိတယ်ပေါ့နော်။အဲ့လိုပဲထုံးစံတိုင်းပြောမှာပေါ့နော်။ကလေးတွေကြောင်းတက်နေတဲ့ချင်းလာပစ်တယ်လို့ပြောမှာပေါ့နော်။တော့အဲ့ဒီနေရာမှာဘာကြောင်းမှတက်လို့လေပေါ့နော်။ဘာကြောင်းမှမဖွင့်တဲ့ကိစ္စဘူး။သူတို့ကကြောင်းအတင်းပေးဖွင့်တယ်နော်။တိုက်ခိုက်မှလည်းအဲ့အတိုင်းပဲ။လေကြောင်းတိုက်ခိုက်ရင်သူကကြောင်းသားတွေထိပြီ။မတူပြီမှလည်းအေးအေးရဲ့ချင်းလက်နက်ကိုင်ဖွဲ့ဝင်တွေရဲ့နေတဲ့ဖျားเจ้าကိုတက်တက်တိုက်ခဲတာတော်တော်သေးကြတယ်။ ဆယ်နဲ့ချီတည်ကြဒါဇင်နဲ့ချီတည်ကြလို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကမလေးတိုင်းဒေသကြီးမိုးကုံးမြို့နယ်လေကြီးကြီးရွာနဲ့ပစည်းကြီးရွာကိုငညွေတဖုံဝင်တဲ့ဘက်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုကအော်တိုဘာလ12ရက်နေ့ညနေပိုင်းကပြုလုပ်ခဲ့တာဖြစ်ပြီးတော့တေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံထဲကိုတရားမဝင်ဝင်ရောက်လာတဲ့ online လိမ့်လည်မှုတွေလှုပ်ဆောင်မှုတွေရောက်လာတဲ့နိုင်ငံသား52ဦးကို ထပ်မံစစ်ဆေးပေါ်ထုတ်ထင်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်ဒီလူတွေကထိုင်းနိုင်ငံကနေတဆင့်မြန်မာနိုင်ငံနဲ့ဝင်ရောက်လာတာဖြစ်ပြီးတော့မြောက်ဒီရွှေကုတ်ကူမေထော်တလီကြောက်ခတ်နေမိဒီမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေကျူးလွန်ကြတဲ့တရုတ်နိုင်ငံသား32ဦးဖိလစ်ပိုင်နိုင်ငံသား15ဦးအင်ဒိုနီးရှားနိုင်ငံသား4ဦးနဲ့ပါကစ္စတန်နိုင်ငံသား2ဦးစုစုပေါင်း52ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်ဒီထိန်းသိမ်းတဲ့လူတွေကို အပြည့်အလဲလွှဲပြောင်းပြည့်ရတော့မှာဖြစ်ပါတယ်။နောက်သတင်းလေးဘုကပြည်သူ့ဝန်ထမ်းနဲ့နိုင်ငံဝန်ထမ်းတွေကိုမော်တော်ယာဉ်ဝယ်ယူခွင့်ပြုရေးကိစ္စဒီကြေညာချက်တစောင်း online ပေါ်မှာထွက်နေပါတယ်။ဆိုတော့ဒီကြေညာချက်ကမြန်မာ Digital News ဆိုတဲ့ page ကတင်နေဆိုပြီးတော့ရေးစာနဲ့ထုတ်ထားတယ်ပေါ့နော်။အဲဒါကကြေညာချက်အဟောင်းလို့ကျွန်တော်ထင်ပါတယ်။အဲဆိုဒီရက်ပိုင်းမှာဒီကြေညာချက်သတင်းထွက်လာတာကျွန်တော်တို့မမြင်သေးပါဘူး။အဲ့ဒီရေးစာပါတဲ့သတင်းဌာနကိုလည်းကျွန်တော်တို့သွားကြည့်တယ်။ထုတ်ပြန်ထားတာမရှိပါဘူး။ အဓိကတော့ကားပါမေတီပေါ့နော်ဘယ်ဝန်ထမ်းနေဆိုဘယ်အဆင့်ကနေဘယ်အဆင့်ဘယ်လောက် engine power ဘယ်လောက်ဝယ်လို့ရတယ်ဆိုတော့စာအတုပါအစိုးရဘက်ကလည်းဒါနဲ့ပတ်သက်ပြီးထုတ်ပြန်ထားတာမရှိပါဘူးထုတ်ပြန်ထားတယ်ဆိုလို့ရှိရင်အချိန်နဲ့တပြေးညီကျွန်တော်တို့တင်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်မဲစင်းနေစစ်ဖို့ပေါ့နော်မဲစင်းကပထမချိန်ကတ်ပြီးပါပြီမဲစင်းကတ်ပြီးဖြစ်တဲ့အတွက်ကိုယ့်နာမည်ပါမပါတောင်းရစစ်ဆေးကြပါစစ်ဆေးပြီးလို့ရှိရင်မပါဘူးဆိုလို့ရှိရင်အဲတက်ဆိုင်အောင်ရှိတဲ့သူနဲ့မေးပြီးတော့ပါအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ ဆက်ပြီးဆောင်ရွက်ပါအဲ့တော့ကိုယ့်ဘက်ဝန်ကျင်မှာရှိတဲ့သူတွေတေပြီးသားသူတွေရွှေ့ပြောင်းသွားတဲ့သူတွေမဲဘလို့မှမပေးနိုင်တဲ့သူတွေဆိုလို့ရှိရင်ပေါ့မဲပေးလို့မရတဲ့သူတွေပေါ့နော်အဲ့လိုလူတွေပါဝင်နေတယ်ဆိုလို့ရှိရင်လည်းပုံစံတောင်းပြီးတော့ကန့်ကွက်ပါပယ်ဖြတ်ပါအားလုံးလုပ်လို့ရပါတယ်နော်မဲစင်းမှန်ဖို့အတွက်ပြည်သူတွေရဲ့နိုင်ငံရေးပါတီရဲ့အစိုးရရဲ့ပူပေါင်းပြီးတော့စနေတကျလှုပ်ဆောင်အောင်မှဖြစ်ပါတယ်ဒါကိုကျွန်တော်တို့မှားတယ်မှားတယ်ပဲထိုင်ပြောနေလို့မရပါဘူးနောက်တစ်ချက်ကကြတော့နိုင်ငံဝန်ထမ်းတွေပေါ့နော်အခုကျွန်တော်တို့ဒီနေ့ပြောလာတဲ့ ညီငယ်တယောက်ရှိတယ်တောင်ဝန်နဲ့တော့ယာယီတောင်သွားထမ်းဆောင်တယ်လေးလငါးလအစသဖြင့်သုံးလလူတောင်သွားထမ်းဆောင်တဲ့အချိန်မှာမဲစင်းအခက်အခဲဖြစ်နေတယ်ဘယ်မှာမဲပေးရမလဲမသိပုံစံတောင်းလို့လည်းမရပြောင်းဟိုတဲ့ကျုံးမင်ဦးဒီတဲ့ကျုံးမင်ဦးနဲ့ဒါဟိုကညင်းထုတ်လိုက်ဒီကညင်းထုတ်လိုက်အခြေအနေမျိုးတွေဖြစ်နေတယ်ဒါတွေကိုလည်းပေါင်းဆက်ညှိနှိုင်းဖြည့်ရှင်းပေးကြဖို့ပြောချင်ပါတယ်ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ